ဒီခုပြစီနေတဲ့ drone ဟာကျွန်တော်တို့ရဲ့တလိုင်းတပ်တစ်ခုရဲ့လက်ဖြောင့် sniper သမားကပစ်ချပြီးတော့တင်းစီရယူလာခဲ့တဲ့ဖက်စစ်ကြမ်းဖက် main line စတက်ကအသုံးပြုတိုက်ခိုက်လာတဲ့ drone တစ်စီးဖြစ်ပါတယ်။သူဒီမှာမြင်ရတဲ့နေရာလေးပေါ့။ဒါကြီမှန်ပြီးတော့အဲသူရဲ့ဒီ controller board တစ်ခုတော့လကောင်းဆက်ပစ္စည်းတစ်ခုပျက်စီးသွားလို့ပြုတ်ကျပျက်စီးလာတယ်လို့ပြုတ်ကျလာတယ်လို့ယူဆပွဲရှိပါတယ်။ဒီနေ့မှာကျွန်တော်ကတက်တည်အနေနဲ့ ီ drone ရဲ့တိဆောက်မှုဆက်ဆက်ထားတဲ့အစိပ်ပိုင်းလေးတွေကိုလေ့လာကြည့်မိပါတယ်ကြည့်မိတော့ဒီကျန်တာမန်တိတ်အသုံးဝင်လောက်တဲ့ဒီလိုမျိုးပေါ့အောက်ကတောက်တိုင်လိုဟာမျိုးဒီပတ်ချီထားတဲ့ဟာမျိုးတွေအစိပ်ပိုင်းတွေကတော့ပြည်တွင်းမင်းအွန်လိုင်းရဲ့ဖက်စစ်တက်ကဲထုတ်လုပ်မှုဖြစ်နိုင်ပါတယ်ဒီဒီ frame လေးတွေပေါ့ဒါသူ့ရဲ့မူလောင်းလောင်းထားတဲ့အနေထားလေးတွေ ဲ့အရေးကြီးတဲ့ဒီ circuit board နဲ့ motor အစီပန်းလေးတွေကိုကျွန်တော်တို့ကြည့်ကြည့်တော့ကြည့်ကြည့်လိုက်တော့ဒီမှာဆိုရင် made in china ကျွန်တော်ပြအဲ made in china ကုမ္ပဏီနာမည်နဲ့တရုတ်ပြည်ထုတ်လုပ်တယ်ဆိုရယ် ဆိုတော့တရုတ်ပြည်ကစီရေးရတရားဝင်ဤပညာပံ့ပိုးကူညီနေတဲ့အကြမ်းဖက်ဖက်စစ်တပ်ဟာအရှင်းမြင့်ဤပညာတွေအသုံးပြုပြီးတော့ပြည်သူတော်လှန်ရေးပြည်သူတရလုံးပါဝင်တဲ့တော်လှန်ရေးကိုခြေမုံတုတ်တင်ဖို့သူအင်ကုန်အားကုန်ကြိုးစားနေပါတယ်ဆက်လက်နဲ့ပစ္စည်းတွေဆိုရင်လည်းပဲအခုနောက်ဆုံးသိသိရမိတဲ့ခဲရန်တွေဘုံဒီတွေကိုတရှိလို့ရှိရင်2025ခုနှစ်နှစ်လပိုင်း3လပိုင်းလောက်ထိကထုတ်လုပ်ထားတဲ့ခဲရန်တွေကိုအစောတလင်တတော်ကမျော် ထုတ်ယူသုံးစွဲပြစ်ခတ်နေရတဲ့အနေအထားအထိစစ်ကောင်စီဟာဖက်စစ်တပ်ဟာခေယံပြက်လက်မှုအနေအထားကိုရင်ဆိုင်လာရပြီဖြစ်တယ်။ဒီချိန်မှာတရုတ်ကလာရှိုးမျိုးပြန်လဲတင်ပိုက်ဖို့စစ်ကောင်စီရဲ့ဆောင်ရွက်မှုကိုပေါ်ပေါ်တင်တင်ဝင်ရောက်ဆွတ်ဖက်သူ့ရဲ့ဆက်ဆံရေးရာရှိကြီးကိုယ်တိုင်ပါဝင်ပြီးတော့ထမ်းဆောင်လာတဲ့အချိန်မှာပဲ Indo-Pacific Strategy အရအခုနောက်ဆုံး American တာဝန်ရှိတဲ့သူက ASEAN American Summit မှာပြည်ဝင်ထုတ်ပြန်ပြောဆိုလာပြီးမနေ့ကနောက်ဆုံးပြတ်သားတဲ့နောက်ဆုံး warning ဖြစ်အကြမ်းဖက်မှုများချက်ချင်းရပ်ဆဲဖို့နဲ့ဖန်စီထားတဲ့မတရားဖန်စီထားခံရသောနိုင်ငံရေးကျင်းသားအလုံးကိုချက်ချင်းချွင်းချင်းရှိစေလိုပေးဖို့နဲ့လူသားချင်းစာနာမှုအကူအညီတွေကိုအဟံတာအတားစီမရှိဝင်ရောက်ကူညီကယ်ဆယ်ခွင့်ပေးဖို့ဆိုတဲ့ထုတ်ပြန်ချက်ဟာအခုတရုတ်နိုင်ငံရဲ့ပေါ်ပေါ်ထွန်းထွန်းမြန်မာအရေးကိုဝင်ရောက်ဆွတ်ဖက်ပြီးတော့ Indo-Pacific ဒေသမှာတရုတ်ကဩဇာအာဏာဖြန့်ကျက်ဖို့အရေးတွေကို အမေရိကန်နဲ့အိန္ဒိယဩစတြေးလျ Quads အဖွဲ့ဝင်တွေအနေနဲ့ရှေ့ဆက်ပြီးဒီဇိုင်းခွင့်ပြုထားလို့မဖြစ်နိုင်တော့ဘူးဆိုတော့ပထဝီနိုင်ငံကြီးရဲ့နောက်ဆုံးသုံးသပ်ချက်အခြေအနေတွေကိုကျွန်တော်တို့တွေ့ရှိရမှာဖြစ်ပါတယ်။ဒါကြောင့်မို့ကျွန်တော်တို့နိုင်ငံသားတွေအားလုံးအနေနဲ့တော်လန်ရေးအဲပက်သားတွေအားလုံးအနေနဲ့ဖြစ်တည်နေတဲ့ဖြစ်စဉ်ကို ultimate truth ပေါ့နောက်ဆုံးဖြစ်တဲ့အမှန်တရားကိုကောင်းစွာစောကျော်သိရှိကြပြီးတရုတ်နိုင်ငံရဲ့ပအဝင်ပတ်သက်မှုကိုလည်း သတိကြီးကြီးနဲ့ထားရမှာဖြစ်တယ်လို့မဟာပြူအမြောက်တဲ့ကျွန်တော်တို့ရဲ့နိုင်ငံအနာနိုင်ငံတော်နာဂတ်တဲ့တိဆောင်းရေးမှာလည်းအင်းကြီးနိုင်ငံကြီးရဲ့အခြေအနေအားလည်းပဲပေါဝင်တာမှုလို့ကျွန်တော်တို့ဟာသို့တော်လည်းမချောက်စီသို့တော်ဆိုးရွားတဲ့ရုပ်ကမ်းမှုထိလည်းဖန်တီးမှုမဖြစ်စေအောင်နိုင်ငံရေးတန်တမာရေးနိုင်ငံသားချင်းချင်းဆက်ဆက်ပါဝင်ပူးပေါင်းတဲ့ လှုံ့ဆော်မှုအရေးတွေကိုစူးစမ်းဖို့လိုတယ်လို့ကျွန်တော်အနေနဲ့ယူဆပါတယ်ဒါကတော့တရုတ်နိုင်ငံကဒီ drone အတွက်ထုတ်လုပ်ပြီးတော့တက်စစ်ပေးတဲ့ battery တလုံးဖြစ်ပါတယ်အဲ့တော့မြန်မာလာတဲ့ဤပညာဟာအင်းအင်းအင်းကြီးချင်းအင်းအားတီးတဲ့နိုင်ငံတွေကိုပျက်စီးရပျက်စီးချောင်းအတွက်ကိုပဲအသုံးပြုလာတဲ့တရုတ်နိုင်ငံရဲ့အင်းအားကြီးထောက်မှုဟာကျွန်တော်တို့နိုင်ငံတစ်ခုတည်းကိုအဲဒီချင်းချောက်မှုဖြစ်စေတာမဟုတ်ဘူးအာဆီယံဒေသတွင်းရဲ့တည်ငြိမ်မှုနဲ့စည်းလုံးမှုနဲ့အနာဂတ်ဖွံ့ဖြိုးမှုအတွက်ကိုပါ ကြီးမားတဲ့ချင်းချောက်မှုဖြစ်စေတယ်။အာဆီယံဒေသတွေတစ်ခုတည်းတွင်ချင်းချောက်မှုဖြစ်စေတာမဟုတ်ဘူး။အင်ဒိုပစိဖိတ်ဒေသအပါအဝင်အရှေ့အလယ်ပိုင်းဒေသနဲ့တတိယကမ္ဘာစစ်ကိုတာဆူနေတဲ့ဒီပူပြင်းနေတဲ့စီးရေးအရွေတွေကြားထဲမှာတရုတ်နိုင်ငံရဲ့ဒီလောဘအတ္တပညာမာနတလွဲအုံမှုကြီးထွားလာခြင်းဟာလည်းပဲကမ္ဘာကြီးကိုချင်းချောက်မှုဖြစ်စေပါတယ်။ဒါကြောင့်ကမ္ဘာနိုင်ငံသူနိုင်ငံသားအားလုံးကမ္ဘာကြီးကိုတည်ငြိမ်အေးချမ်းစေဖို့အတွက်လောဘအတ္တ မောင်မိုက်ခေါင်ခိုက်လာတဲ့အင်အားကြီးကွန်မြူနစ်နိုင်ငံကြီးတချို့ရဲ့လှုပ်ရှားမှုတွေကိုဝိုင်းဝန်းကန့်သက်တင်းသက်ပြီးတော့တဝါဒီကွာတဘာတွေရဲ့စီလုံးညင်မှုအားကိုပြသဖို့အချိန်ရောက်ပြီဆိုတဲ့အကြောင်းမြန်မာပြည်ကတင်းစီရမိတဲ့တရုတ်ထုတ်စစ်တပ်နဲ့ပစ္စည်းတစ်ခုကိုအစားပြုပြီးအတွေးတစ်ခုတင်ပြလိုက်ပါတယ်